မင်္ဂလာပါကိုသူတို့ရေအမိိတ်ပေါ့ကတ်ကနေပြန်လဲကြိုဆိုလိုက်ပါရနော်ကျမနာမည်ကတော့စွန်ဘိုးပြီဖြစ်ပါရှင်ဒီနေ့ပေါ့ကတ်လေးမှာတော့မြန်မာလိုဆိုဆောင်းဦးအင်္ဂလိပ်လိုဆိုရင် autumn တို့မဟုတ် fall လို့ခေါ်တဲ့မော်စနေရာဒီတစ်ခုကြောင့်ပြပြသွားပြမှာဖြစ်ပါတယ်ဆောင်းဦးဆိုတဲ့အတိုင်းဒီရာဒီရောက်လာပြီဆိုရင်နော်နွေရာသီမှာဝတ်တဲ့ပေါ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 ့အဝတ်တွေကိုတင်ပြီးအနွေးတွေတွေဆွဲတာတွေစောင်းတွေကိုထုတ်လာရပါပြီ ရာသီကူးပြောင်းခြင်းဖြစ်တဲ့လျောက်တွင်ရဲ့ပူလောင်မှုတွေကိုဖျော့ချလာပြီးဆောင်းရဲ့အေးအေးဓာတ်တွေကလည်းလွမ်းခြုံလာပါပြီ။နေဘက်ဆိုတိတ်မပူတော့ဘဲညဘက်တွေမှာအဆောင်ပါးလေးတွေခြုံရပြီးကွေးလို့ကောင်းလာတဲ့ရာသီဥတုလေးပေါ့။အဆောင်ရဲ့အထင်ရှားဆုံးအလှတရားကတော့တိရလေးတွေအယောင်ပြောင်းလာတာပါပဲ။တိရလေးတွေကဘာလို့အယောင်ပြောင်းရလဲဆိုရင်နေတာတိုလာတာနဲ့အမျှနေအောင်ကြီးရတဲ့အချိန်လဲနေလာတာမို့လို့အပင်တွေအနေနဲ့အစာချက်နှုံးရကြလာပါတယ်။ ဒါကြောင့်မို့လို့အစာချက်နှုန်းကိုလျှော့ချဖို့ chlorophyll လို့ခေါ်တဲ့နေရောင်ခြည်စွမ်းအင်ကိုစုပ်ယူကအစာချက်တဲ့အစိမ်းအောင်ခြေပစ္စည်းထုတ်လုပ်ခြင်းကိုရပ်တန့်လိုက်တဲ့အပြင်ကြယ်ရှိနေသေးတဲ့ chlorophyll တွေကိုပါ ဖြိုခွဲပစ်တာမို့လို့အစိမ်းအောင်ပျောက်ပြီးအဝါးရောင်၊လေမောရောင်၊အနီရောင်၊ခဲရောင်တွေတန်းလာတာပါဒီလိုအောင်ပြောင်းတာကိုကပဲစောင်းဦးရဲ့အမှတ်အသားဖြစ်ပြီးတိတ်ကိုလည်းမျက်စိပသာတာရှိတယ်လေနော် ကော်ဖီပူပူလေးတစ်ခွက်တောက်ရင်လမ်းချောက်တဲ့အခါခြေတော်အောင်မှာရှက်ရှက်နဲ့တိရခောက်တွေကနင်းတန်လေးတွေကအရန်ကိုနားထောင်လို့ကောင်းတယ်မလားနောက်ဆုံးအနေနဲ့တော့စောင်းဦးရဲ့ပြောစရာကောင်းတော့ပွဲတော်များပါ အနောက်နိုင်ငံတွေမှာဆိုရင်စောင်းဥဝင်တဲ့အခါကျရင်ဖျုံသီးများကနေရာယူလာပါပြီဖျုံသီးမုတ်ဖျုံသီးစုပြုတ်နဲ့ဖျုံသီးလာသေးပြင်ဟောလုံးဝင်းပွဲတော်အထိဖျုံသီးတွေကမပါမဖြစ်မင်းသားတွေပါ Thanksgiving လို့ခေါ်တဲ့ကြီးစုတော်နေ့တွေကိုလည်းဒီရာသီမှာပဲကျင်းပကြရပါ။ကောက်ပဲသီးနဲ့ရိုက်သိမ်းခြင်းကိုလည်းဖြစ်လာရမို့လို့လေသမားကြီးတွေလည်းပျော်ကြရတဲ့ရာသီဆိုလည်းမမားပါဘူး။ ပြောရရင်ဆောင်းဦးဆိုတာကတအားချမ်းမလာခင်ဘဝရဲ့အလှတရားတွေနဲ့အေးချမ်းပျော်ရွှင်မှုကိုခံစားရတဲ့ရာသီတစ်ခုပါ။ကဲကိုသူတို့လည်းဆောင်းဦးနဲ့ပတ်သက်ပြီးကြိုက်တဲ့အရာတွေအမှတ်တရတွေကိုမျှဝေပေးသွားကြပါအောင်နော်။ဒီ podcast လေးတွေကိုချိန်ပေးပြီးနားထောင်ခဲ့လို့အားလုံးများကြီးကျေးဇူးတင်ပါတယ်။နောက် podcast တွေမှာလည်းပြန်တွေ့ကြရအောင်။